ရန်ကုန်ကလေးစောင့်ကြည့်ရမယ့်အခြေအနေများတဲ့ကြောင့်ကျွမ်းကျင်အင်ဂျင်နီယာတို့ရဲ့သုံးသက်ပြောဆိုချက်များစူပါဂျာမီဒီယာပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာပြီးခဲ့တဲ့မတ်လ28ရက်နေ့အင်အားပြင်းကလေးလှုပ်ခတ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့နောက်ဆက်တွဲကလေးတွေများစွာတို့ဟာလေဒီကနေ့ဧပြီလ23ရက်နေ့တကြံအကြိုနေ့အချိန်ခါအထိကိုနောက်ဆက်တွဲကလေးတွေဇက်တိုက်လှုပ်လာခဲ့တဲ့အခြေအနေတခုမှလည်းကျွမ်းကျင်ပညာရှင်များအနေနဲ့ရန်ကုန်မှာလည်းငလင်စောင့်ကြည့်ရမယ့်အခြေအနေတွေနဲ့ ကြုံတွေ့နေရကြောင်းကိုထုတ်ဖော်ပြောဆိုလာပြီးတော့တုံ့တက်မှုတွေကလည်းများစွာရှိလိုလာခဲ့ပါတယ်ဒီကနေ့ဧပြီလ17ရက်နေ့တကြံအကျိုးနေ့မနက်ခင်းပိုင်းအချိန်မှာဆိုလို့ရှိရင်တော့ဖြစ်မန္တလေးမှာပဲအင်အားတန်တဲ့ပြင်းထန်တဲ့ငလင်တစ်ခုကထပ်မံလှုပ်သွားခဲ့ကြောင်းကိုသိရှိရပြီးတော့ဒေသခံတွေအနေနဲ့အဆိုပါငလင်ကြောင့်မို့လို့အဆောက်အဦတွေကနေပြီးတော့ပြေးထွက်ခဲ့ရပြီးတော့စိုးရိမ်ထိတ်လန့်မှုတွေလည်းများစွာရှိခဲ့ကြောင်းကိုသိရှိရပါတယ် မန္တလေးမြို့ကတူရဲ့ပြောဆိုချက်တွေရဆိုလို့ရှိရင်တော့ပြင်းတာတော့ပြင်းတယ်ဖုန်းထဲကငလင်း application မှာတော့5.6လို့ပြနေပါတယ်အမေတို့တော့ကြောက်လန့်နေလို့ဘေးလွတ်ရာကိုမနေ့ခေါ်လာရတယ်ဆိုပြီးတော့လေပေါ်ပြမှုတွေများစွာရှိနေပြီးတော့ ဒီနေ့မျက်နှာမှာလှုပ်ခတ်သွားခဲ့တဲ့ငလင်းကိုမိုးလေဝသနဲ့ဇလဗေဒဦးစီးဘက်ကတော့ထုတ်ပြန်ခြင်းမျိုးနဲ့အခုချိန်ထိမရှိသေးတယ်လို့မလာ28ရက်နေ့အင်အားကြီးငလင်းနောက်ပိုင်းနိုင်ငံတော်ဝဲမှာနောက်ဆက်တွဲငလင်းပေါင်းများစွာကထပ်မံလှုပ်ခတ်ခဲ့တာဖြစ်ပြီးတော့ဒီကနေ့ဧပြီလ23ရက်နေ့မနက်ခင်းပိုင်းမှာလှုပ်သွားခဲ့တဲ့ငလင်းဟာဆိုလို့ရှိရင်တော့ပြီးခဲ့တဲ့ငလင်းလှုပ်ခတ်မှုမှာကြန့်ရှိနေခဲ့တဲ့စာဦးတိုက်တံများအချို့လည်းပြိုကျပျက်စီးမှုတွေရှိခဲ့ကြောင်းကိုလည်းသိရှိရပါတယ်။ဒါနဲ့တစ်ဆက်သေးမှာပဲဒီအပိုင်းအတွင်းမှာပဲအင်ဂျင်နီယာကျွမ်းကျင်လှုပ်သားများနဲ့ပညာရှင်များရဲ့30ချက်များဟာထွက်ပေါ်လာခဲ့ပြီးတော့ ရန်ကုန်မြို့ကြီးကလည်းမလင်လောက်ခတ်မှုအတွက်စောင့်ကြည့်ရမယ့်အခြေအနေတွေဖြစ်နေကြောင်းကိုလည်းကျွမ်းကျင်အင်ဂျင်နီယာတဦးဖြစ်တဲ့ကိုအောင်မင်းထူးအနေနဲ့သူ့ရဲ့လူမှုကွန်ရက်ဆိုရှယ်မီဒီယာအကောင့်ထံမှာပဲပေါ်ပြရေးသားလာခဲ့တာဖြစ်ပြီးတော့မလ28ရက်နေ့ကလောက်ခဲ့တဲ့ငလင်ကြီးနောက်ပိုင်းဒေတာတွေနဲ့ရှေ့လျှောက်ဖြစ်နိုင်ခြေတွေကို အသေးအံရှာနေတဲ့အထဲမှာကျွန်တော်လည်းပါပါတယ်ဒီလိုရှာရတဲ့အဓိကရည်ရွယ်ချက်မှာရန်ကုန်ဟာငလင်ကြောင့်ပျက်စီးနိုင်ခြေအရန်နေတယ်ဆိုတဲ့အဖြစ်ကိုလိုချင်နေလို့ပါ ဖြစ်ချင်တော့မြန်မာနိုင်ငံရဲ့ data တွေဟာ online မှာအတော်ရှားပါပါတယ်မြန်မာ data ကိုကြွန့်ကျင်တဲ့မြန်မာပညာရှင်ကထုတ်ပြောမှသာပြည့်စုံမှာပါမနေ့ကမှဒေါက်တာမျိုးသက်ရဲ့ interview ကနေပြီးတော့ data တော်တော်များများဆွဲထုတ်မိပြီးတော့ဆက်လက်လာပြလိုက်ပါတယ်အခုပြောခဲ့တဲ့အတိတ်ကငလင်မှ1900ဆနစ်ပြင်ဦးလွင်ငလင်ကိုပဲဦးစားပေးပြီးပြောနေကြတာများလို့ပါ ဒေါက်တာမျိုးတန်ပြောလိုက်တဲ့အချက်လက်တွေကျွန်တော်ရှာကြည့်လိုက်တဲ့အချက်လက်တွေရဲ့ချရေးလိုက်ရင်တော့1929ခုနှစ်ဩဂုတ်လ10ရက်နေ့မှာလောက်ခတ်ခဲ့တဲ့စွာငလင်လို့ခေါ်တဲ့ငလင်ပြင်းအား9.3ပြင်းအားရှိပါတယ်။သကိုင်းပြက်ရွေမှာလောက်ခဲ့တာပါ။1930ခုနှစ်မေလ9ရက်နေ့မှာတော့ပဲခူးငလင်လောက်ခတ်ခဲ့ပြီးတော့ငလင်ပြင်းအားဟာ9.4ပြင်းအားရှိပါတယ်။စွာငလင်လောက်ပြီးနောက်6လအကြာမှာလောက်ခတ်ခဲ့တာပါ။သကိုင်းပြက်ရွေကျော်မှာပဲဖြစ်ပွားခဲ့တာပါပဲ။ ပဲဂုံးငန်လေးဟာရန်ကုန်နဲ့နီးလို့အပြက်စီးကြီးမားခဲ့ပြီးတော့မြမကန်ရိုးရဲ6မှာဆူနာမီ1.36မီတာတက်ခဲ့ပြီးတော့ကန်ရိုးရဲဒေသကိုအနည်းငယ်ရိုက်ခတ်ခဲ့ပါတယ်ဆူနာမီကြောင့်ပျက်စီးမှုတော့တိတ်မရှိလာခဲ့ပါဘူး1930ခုနှစ်ဒီဇင်ဘာလ10ရက်နေ့မှာတော့ဖြူးငလင်လောက်ခဲ့ပြီးတော့ငလင်ပြင်းအားက8.6ပြင်းအားရှိခဲ့ပါတယ်ဘုံငလင်လောက်ပြီးတော့ခုနလအကြာမှာလှုပ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။သကိုင်းပြည့်၍မှာလှုပ်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။1932ခုနှစ်ဇန်နဝါရီလ28ရက်နေ့မှာတော့မြစ်ကြီးနားငလင်လို့လည်းခေါ်တဲ့ ကာမိုင်းမြို့နားမှာလှုပ်ခဲ့တဲ့ငလင်ပါပြင်အားကတော့9.6ပြင်အားရှိခဲ့ပါတယ်ဖြူးငလင်ပြီးတလားကြော်ကြာမှလှုပ်ခတ်ခဲ့တာပါစကိုင်းပြည့်ရွေကျော်ပေါ်မှာပဲလှုပ်ခတ်ခဲ့တာလည်းဖြစ်ပါတယ်1932ခုနှစ်ဖေဖော်ဝါရီလ3ရက်နေ့မှာတော့တောင်ကြီးငလင်ကထပ်မံလှုပ်ခတ်ခဲ့ပါတယ်ပြင်အားအနေနဲ့ကတော့ခုနှစ်သမတုံညပြင်အားရှိပါတယ်ကာမိုင်းငလင်လှုပ်ပြီးတော့တပတ်နေတော့မှလှုပ်ခတ်ခဲ့တာပါအပြက်စီးကတအားများခဲ့ပြီးတော့တောင်ကြီးမြို့ပအဝင်ကျင်တွေလည်းထိခိုက်ခဲ့ပါတယ် ဖျက်ဆွမ်းကြမလို့ဒီကာလမှာတိတာထင်ရှားခဲ့ပြီးတော့ဗြိတိရှ်ဆိုးရနေတယ်လေနောက်ပိုင်းအဆောက်အုံတွေကိုပုံမှုခံနိုင်ရရှိအောင်စောက်ဖို့ကိုအလေးထားလာခဲ့ရတဲ့အခြေအနေအထိတောင်မှရှိခဲ့တာပါဒီ data တွေကိုပြန်လဲခြုံငုံကြည့်ရရင်တော့1929ခုနှစ်ကနေပြီးတော့1932ခုနှစ်ကာလနှစ်နှစ်အတွင်းမှာပဲမြန်မာနိုင်ငံမှာဖြစ်အားပြင်းငလင်ကြီး9ခုကလှုပ်ခတ်ခဲ့ပါတယ်။၄ခုကတော့စကိုင်းပြည့်ရွေပေါ်မှာပါ အဲ့ဒီအချိန်က အုပ်ချုပ်ရေးကိုတာဝန်ယူထားတဲ့ဗြိတိရှအစိုးရအနေနဲ့လည်းအတော်လေးကိုခက်ခဲခဲ့မယ်လို့ထင်ပါတယ်လူတွေလည်းအတော်လေးကိုအထိတ်လန့်ဖြစ်ခဲ့ရှာမှာပါနှစ်နှစ်မှာငလင်ကြီးငါးခုလောက်ပါတယ်ဆိုတော့တော်တော်လေးကိုစိုးရင်စရာကောင်းပါတယ်ကာလအဖြစ်ပြောရရင်တော့ဆရာဆိုင်တောင်တူလေသမားရေးတော်ပုံကာလလေးဖြစ်ပါတယ်အခုနှစ်ပေါင်း95နှစ်အကြာမှာ2025ခုနှစ်မှာလောက်ကပ်ခဲ့တဲ့စကိုင်းပြလင်ကြီးမှာတော့စကိုင်းမြို့နာကိုဗဟိုပြုတယ်ဆိုပေမဲ့လည်းပြည့်ရီကျောင်းအတိုင်းအပိုင်းတော်တော်များများကိုလှုပ်ပြီးသားဖြစ်သွားသလိုတဲရောက်စီတဲ့အပိုင်းအထိကိုပြင်းသွားပါတယ် မြောက်ပိုင်းထိဆိုလို့ရှိရင်စင်ကူးနဲ့တောင်ဘက်ဆိုလို့ရှိရင်တော့ဖြူးထိကိုတက်ရောက်ခဲ့ပါတယ်အဲ့လိုတက်ရောက်ခဲ့ပေမဲ့လည်းပဲခူးပိုင်းကတော့ဖီအားတင်းပြီးတော့ကြံနေခဲ့တာပါမန္တလေးတဝိုက်နဲ့ဖြူအထိသခိုင်းပြည့်ရွက်ကဖီအားလျှော့ချသွားပေမဲ့လည်းဘကိုးတဝိုက်ကတော့ဖီအားတင်းနေတယ်လို့သူ့အနေနဲ့၅နှစ်နဲ့၁၀နှစ်အတွင်းမှာလှုပ်နိုင်ကြီးရှိသေးတယ်လို့သုံးသပ်ပါတယ် အဲ့လိုသူသုံးသပ်ပေမဲ့လည်းပေါ်ကအချက်လက်ကိုပြန်ကြည့်ရင်1929ကနေပြီးတော့1932ခုနှစ်အတွင်းလှုပ်ခတ်ခဲ့တဲ့ data တွေကိုပြန်ကြည့်ရရင်တော့ဘကုန်းငလေဟာအခုကနေဘယ်အချိန်မှာထပ်လုံမယ်ဆိုတာဟာမဝေးနိုင်ဘူးလို့သုံးသပ်ချင်းသုံးသပ်လို့ရပါတယ်1930မှာလှုပ်ခဲ့တဲ့ဘကုန်းငလေဟာဆူနာမီဖြစ်တယ်ဆိုတာကို ပြန်ပြီးတော့ခြေရာခံရရင်လေအဲ့ဒီအချိန်ကဗဟုငလင်ဟာအခုမတ်လ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့ငလင်ကြီးလို့ဗဟိုချက်တင်မဟုတ်ဘဲနဲ့တောင်ဘက်ထိကိုဆက်ဆင်းသွားပြီးတော့ပင်လယ်ရေကိုဆူနာမီဖြစ်ရလောက်အောင်ထိကိုတက်ရောက်ခဲ့တယ်လို့လည်းယူဆလို့ရပါတယ်အခုကျွန်တော်ခြာရေးပြထားတာတွေက1929ခုနှစ်1932ခုနှစ်ကာလငလင်တွေကိုပဲအခြေခံရေးထားခဲ့တာပါ 1912ခုနှစ်ပြင်ဦးလယ်ငလင်း1918ခုနှစ်ပဲခူးဖျားကြီးငလင်းနဲ့1946ခုနှစ်စကိုင်းငလင်း1962ခုနှစ်တပိတ်ချင်းငလင်းတွေအကြောင်းကမပါသေးပါဘူးကျွန်တော်အနေနဲ့ data တွေကိုရှာတာဟာရန်ကုန်ဟာအနည်းငယ်တော်တော်နည်းပါတယ်မထိခိုက်နိုင်လိုက်ဘူးဆိုတော့ကောက်ချက်ကိုလိုချင်လို့ပါအခုချက်လက်တွေရဆိုလို့ရှိရင်တော့ကျွန်တော်လိုချင်တဲ့ကောက်ချက်တွေကထွက်မနေပါဘူး ကျွန်တော်တို့လိုအင်ဂျင်နီယာပညာရပ်နဲ့တက်မွေးနေတဲ့သူတွေအတွက်ဘယ်အရာကိုပဲချင့်ကပ်ချင့်ကပ်ရုပ်တိဗေဒရှိတဲ့ data နဲ့ခမန်းချက်တွေကိုပဲယူရပါတယ်။ဂျန်နဲ့ရုပ်တိဗေဒအရာမဖြစ်နိုင်တဲ့ကိစ္စတွေကိုချွေးတိတ်တာတွေကိုတော့မယုံမိမပေါ်ရော့မိဖို့လေလိုပါတယ်ဆိုပြီးတော့လေအခုလိုပဲတုံးသက်ချက်တွေကိုရေးသားဖော်ပြလာခဲ့တာလည်းဖြစ်ပါတယ် ဒါပြင်အခုလိုမျိုးကျွမ်းကျင်အင်ဂျင်နီယာတဦးရဲ့သုံးသက်ချက်တွေတင်မကဘဲနဲ့ငလင်ကျွမ်းကျင်ပညာရှင်များစွာတို့ကလည်းငလင်ဘေးအတွက်ရန်ကုန်လဲကြိုတင်ပြင်ဆင်တင်နေပြီဆိုပြီးတော့လည်းသုံးသက်မှတ်ချက်တွေများစွာရှိလာနေပြီးတော့အခုချိန်မှာရန်ကုန်မြို့ကြီးဟာလည်းငလင်ဘေးအတွက်ကြိုတင်ပြင်ဆင်ရန်လို့ငါလိုအပ်နေကြောင်းကိုလည်းပညာရှင်တွေကထောက်ပြပြောဆိုမှုတွေရှိနေပါတယ်။ဒါကြောင့်မလို့အခုလိုမျိုးသုံးသက်ချက်တွေကိုကျွန်တော်စူပါဂျော်မီဒီယာပြည်သက်ကြီးတို့လည်းသိရှိနိုင်အောင်လို့ ပြန်လည်တင်ဆက်ပေးလိုက်ခြင်းဖြစ်ပြီးတော့မြန်မာပြည်သူပြည်သားများအားလုံးလည်းတဘာဘေးအန္တရာယ်ကနေပြီးတော့အမြန်ဆုံးကင်းဝေးနိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ရင်းနဲ့အခုသတင်းတင်ဆက်မှုကတော့ဒီလောက်ပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးကြတဲ့ဒုတိယ channel ကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုမှာနောက်ထပ်သတင်းကြောင်းတစ်ခုနဲ့တကွာပြန်လည်ဆုံတွေ့ကြရအောင်ပါပရိသတ်ကြီးတွေ